ရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်အခုချိန်ကစပြီးဆင်ရတော်ဓမ္မဒုဒဒေါက်တာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘုမဖြောင်းချောင်းတစေတစောင်းအပိုင်း15တရားတော်ကိုနာကြားတော်မှာဖြစ်ပါလေရှင်ဘုမဖြောင်းချောင်းတစေတစောင်းမှာလူတိုင်းလူတိုင်းဘဝတော်ဖြောင်းနေရတာ ဘဝကိုတော့ဖြောင်းပြောင်းသွားခြင်းညာဒါပေမဲ့အဲ့လိုဖြောင်းအောင်သွားတဲ့နေရာမှာဘဝချင်းကောင်းလို့ပဲဖြောင်းအောင်သွားနိုင်ကြတာလားပင်ကိုယ်ကဖြောင်းပြောင်းနေရှိခဲ့လို့ဖြောင်းပြောင်းသွားနိုင်တာလားအမှန်တော့သွားတော့သွားနေကြကုလူချင်းနဲ့ခီးတော့ကိုရောက်အောင်သွားကြတာလူလဲလူလိုလျှောက်သွားကြတာငှက်ကလေးတွေကြက်ကလေးတွေလည်းသူတို့လျှောက်တတ်သူတို့လျှောက်သွားတာ အဟိတိဆံခွေးလေးတွေနဲ့သူလျှောက်တတ်တယ်လျှောက်တယ်။ကိုကုံပြောမှကွယ်ဘဲဆိုဘဲသွားသွားရောက်သွားတာ။ပဇွန်လုံးနဲ့ပဇွန်လုံးတို့ကန့်လန့်သွားရင်လည်းရောက်။ရောက်သွားတာပဲ။ဒါပေမဲ့လူကြတယ်။အဲ့လိုပဂရီခီးသွားတာမဟုတ်ခင်နဲ့ဘဝကောင်းတဲ့ကောင်းအောင်။ဒီဘဝမှာကိုပဲအထက်တန်းကြကြမြန်တပန်းလာလာလျှောက်ဖို့ဆိုတာ။ရောက်အောင်လျှောက်နိုင်ဖို့ဆိုတာ။ဘလို့လျှောက်ကြမလဲ။ပုံဝန်းကျင်ကောင်းလို့ပဲဖြောင်းဖြောင်းလျှောက်ဖြစ်တာလား။ပင်ကိုယ်ကကောင်းလို့လျှောက်ဖြစ်တာလားရှင်။ ဒီဘဝဖြောင်းချောင်းတစ်စီတစ်ကောင်ပြောပြရတာကပဝန်းကျင်လည်းကောင်းတယ်ပင်ကိုလည်းကောင်းတယ်ပဝန်းကျင်လည်းဖြောင်းတယ်ပင်ကိုလည်းဖြောင်းလို့ဖြောင်းမြောင်သွားတဲ့သူတွေအတွက်ကတော့ဒူလည်းဒီလိုပါပဲဒူလည်းဒီလိုပါပဲဆိုတာမျိုးလေးကိုကြောင့်ကိုသိပြီးဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ပဝန်းကျင်ကောင်းရတဲ့အတိုင်းပဝန်းကျင်ဖြောင်းရတဲ့အတိုင်းပင်ကိုကနည်းနည်းလေးကိုယ်လာကောက်လာတဲ့သူများရှိ။အော်ပဝန်းကျင်ကောင်းရတဲ့အတိုင်းမိကောင်းဖကောင်းဆရာသမားကောင်းတွေရှိရတဲ့အတိုင်းငါ့ကူကနည်းနည်းကိုယ်နေကောက်နေစောင်းနေရွဲ့နေ လိမ့်နေတာလားအဲ့လိုလေးသိဖို့ပါအဲတချို့ကြတော့လေပင်ကိုကဖြောင်းနေဘဝကျင်မဖြောင်းစရာဘဝကျင်ကကိုယ်တော်ကောက်တာလိမ့်တာတဲ့တာများအဲအဲ့လိုလူလူမျိုးအတွက်ကြတော့ပဝန်းကျင်ကြောင့်ကိုမဖြောင်းနိုင်ရင်ကိုကပဝန်းကျင်ကိုဖြောင်းနိုင်တာမှမရှိဘူးဘယ်သူဖြောင်းမြောင်မဖြောင်းဖြောင်းကိုစိတ်ဖြောင်းလေးနဲ့ပဲပဝန်းကျင်ကိုဖြောင်းတဲ့အလိုလေးတွေလုပ်သွားမယ်အဲအဲ့လိုစိတ်ကလေးတွေလည်းဖြစ်စေချင်တာပါ လူတိုင်းရန်ချမ်းသာခြင်းများတယ်လူတိုင်းရန်ပညာတတ်ခြင်းများလူတိုင်းရန်သူများချစ်တာခံခြင်းများတယ်သူများကူညီတာခံခြင်းများလူတိုင်းရန်အခက်အခဲမကြုံခြင်းများဘူးအားလုံးဆင်ပြေခြင်းများဒါမြင့်အားလုံးချစ်အောင်အားလုံးခင်အောင်အားလုံးချမ်းသာအောင်အားလုံးအဆင်ပြေအောင်အားလုံးအခက်အခဲမရှိအောင်နည်းတွေရှိတာပဲလုပ်ပါလားဆိုတော့ပြန်လို့လုပ်ချင်တဲ့သူကဘယ်လိုလုပ်မှမသိတဲ့လူတွေပုံများကြီးရှိတယ် ပဝန်းကျင်ကောက်နေပြန်ရင်လည်းဒီလိုဖြောက်တဲ့အလုပ်တွေကတွေ့ခဲ့တယ်။ဟင်းဒီအမေကြီးဒီအဖွားပါပဲအမေအမေပါပဲပြောရရင်တော့ဒီအဖွားမနေ့တိုင်းဆုံးတော့ဖုံဖုံဆုံးမချက်တတ်တယ်ထမင်းမချက်တတ်ခင်ဆုံးမချက်တတ်နေလားဆိုရင်အဖွားအတွက်ပါလို့ဟိုတောင်လေးတွေတိုင်လေးတွေစောင်းစောင်းလေးတွေလည်းခွေးချီခေါ်တယ်အရက်ဒေသလိုက်ပြီးကြွားမှာပေါ့လေ မနဲ့ဆိုကြီးထတယ်ဘုရားရှိခိုးတယ်အဖွမ်းနိုးရင်နောက်ကကိုလိုက်နိုးတယ်အမေကြီးနိုးရင်ကိုလိုက်နိုးတယ်အမေကြီးကဆွန်ထမင်းချင်းအချက်နေပြီကျက်တော့မင်းအချက်ခံနေပြီဆိုရင်ဘာလုပ်လဲအဲ့ဒီခွေးချီလေးကိုဆုံးလောင်းမဲ့နေရာမှာလမ်းပြီးသွားချင်အပေါ်ကနေပြီးတော့အဝတ်ကလေးအညာတယ်ပေါ့ပုံဝင်လည်းမဟုတ်သပွဲကင်းပေါ့အဲ့ဒါလေးကိုအသာတင်ပြီးကိုလုံးနိုင်တာဒါဘေးရွယ်တုံးဆိုရင် အဲ့ဒီဆုံးအုပ်တော်ကိုမမနိုင်ဘူးလားမရင်လည်းအဖွားပေးမမအမေကြီးပေးမမသူမတာအဲ့လိုအဲ့လိုအယူလိုက်လုပ်ပေးတယ်နောက်ဆုံးကွယ်ငါမကြီးတန်ခါတွေကြွလာဗလားငါမကြီးဥစင်းနေကိုရင်တွေကြွလာဗလားဟုတ်တဲ့အမေကြီးဆိုအိမ်ရှိအိမ်နောက်ပြေးနေတာထမင်းအိုးမနှက်သေးဘူးဆိုရင်တော့မပြောဘူးနှက်ပြီဆိုတာနဲ့ငါမကြီးသွားကြည့်လိုက်အိုးငါသားသွားကြည့်လိုက်အိုး ဥချွတ်နိုင်လျှောက်ထားအောင်နော်ရက်တော်မူပါအောင်ဆိုခဏရက်တော်မူအောင်ပြောဒီမှာဆုံးအိုးကနှက်ထားပြီးပြီအဲအဲ့လိုအဖွားကပြောတယ်အမေကြီးကပြောတယ်အဖွားဆိုတာဒီအခုအရွယ်ကျမှအသုံးအနှုန်းနဲ့အဖွားပြောတာမဟုတ်ဘူးဘုံမလို့အမေကြီးပဲခေါ်လေးရှိတာအဲ့ဒါမျိုးဝိုင်းကူလုပ်ခဲ့တာအဲ့လိုဝိုင်းကူလုပ်ခဲ့တာပင်ကူကပဲကိုဖြောင်းလို့လားဒါမှမဟုတ်ရင်လည်းပဲအမေကြီးပန်ဝန်းကျင်ကပဲဖြောင်းလို့လားဒီလုံရလေးတွေလုံဖြစ်လာတယ် ခုခေတ်ဓမ္မဂရိကတပားကတော်မှာသခိုင်းတောင်ယူနေတော့ကဥစိတ်ကိနလူဝတ်နဲ့ဥစိတ်ကိနငေတော့ကလောင်းခဲ့တဲ့ဆုံးကိုသူဆုံးခံပြီးစားဘူးပါအဲ့လိုထိသူတို့တွေမှတ်မိကြတယ်ဟုတ်တယ်ညီကုံမတော်မနေတယ်မှာဆုံးလောင်းတာကူတာဆိုလို့ဒုများပဲရှိတယ်လို့ပြောရင်လုံရင်တော့မမီးဆုံးလောင်းတာကူတယ်ဒါတင်လားဆိုတော့မဟုတ်ဘူးအဲ့ဒီအသက်ငယ်တုန်းကမဟုတ်အသက်အရွယ်ရလာတယ် မိကြီးကတော့อืมသူတို့တွေ့ချင်းတွေ့ဖို့မှာပေါ့အညာမှာတပြက်စည်းတင်စလာရှိတယ်။ကိုင်းကုန်းနေမှာပါညာဆွဲလုံလိုက်ရတယ်။အဲ့ဒါကိုကြိုးလေးနဲ့နှစ်ခုသုံးခုလောက်ပတ်လိုက်ရင်အရွက်တွေချွေတိုင်းတပြက်စည်းခတ်လို့ရတာ။အဲ့လိုတပြက်စည်းလည်းရှိတယ်။နောက်ထမ်းမြင့်ထမ်းလက်ကဟာလေးနဲ့လှုပ်ထားတဲ့တပြက်စည်းလည်းရှိတယ်။အမေကြီးကထိုင်ပြီးလဲတာရတယ်လမ်း။ကိုယ်အရွယ်ရောက်လာတော့တပြက်စည်းလဲနေတော့မလှုပ်တော့ဘူးဆိုတော့ ။ဆောင်းတွင်းဆိုရင်တော့အဲ့ဒီတန်ခါနေကြွမဲ့ကိုယ်အိမ်ရှိဟိုဘက်အိမ်ဒီဘက်အိမ်ဟိုဘက်ခုနအိမ်ဒီဘက်ခုနအိမ်ပြောရတော့အောင်လိုက်ပြီးတပြက်စီးလဲတာ။ကိုယ်လုံးလိုက်ပြီးတပြက်စီးတွေလဲတာ။ငွေကြရင်တပြက်စီးကိုယိုယိုမလဲဘူးရေအရင်တောင်းသေးတာ။ရေထန့်ရေအလင်းတောင်းပြီးတော့အဲ့လိုမျိုးတပြက်စီးလဲတာ။တို့များအခုကြီးွားတယ်တိုးတက်တဲ့အောင်မြင်တဲ့တို့ဘဝလေးဖြောင့်လာတယ်ဆိုတာအဲ့ဒါတွေပါတာပေါ့တို့မှဘေဘေးဘေးရန်ဘေးအန္တရာယ်မှမရှိဘူးရှိလေအန္တရာယ်ကင်းပြောက်တယ် သူများဝိုင်းချစ်ကြတယ်ဆိုတာအဲ့ဒါလမ်းနဲ့အကုန်လုံးလိုက်တပြက်စီးလဲတာခုခေတ်စကိုင်းပြန်လို့ကိုယ်အိမ်ရှင်ရောက်ရင်လို့တပြက်စီးလဲကြတာမတွေ့ဘူးတပြက်စီးလဲခြင်းသိပေါက်တာလေရဟန်းတန်ခါဘုန်းကြီးကြောင့်မဟုတ်ပဲနဲ့ထပ်လဲပြန်တော့လေအမြင်တမျိုးဖြစ်တဲ့လူကဖြစ်မှာဗဒါဒီဟာဘဝဖြောင်းချောင်းနေဆိုတာမသိတဲ့လူကများတယ်။နှောင်ကြရင်ကိုကိုတိုင်းဆွန်တမင်းဆွန်ရင်ချက်ပြီးကိုကိုတိုင်းလောင်းနေတာတွေလည်းရှိတယ် အမေကြီးကိုကူတာတွေလည်းရှိနောက်တစ်ခုရှိသေးတယ်အဲဖုံမုံတို့ခမဲတော်ကြီးရဲ့စကိုင်းအိမ်ကိုရောက်တာရောက်ဘူးတဲ့သူများသိတယ်အဲ့ဒီမှာမကြီးပင်ရှိအဲ့ဒီမကြီးပင်ကအုတ်တိုက်ကလေးရှိတယ်ရေအိုးစင်ကအုတ်လေးနဲ့လုပ်တာအဲ့ဒီရေအိုးစင်ကိုရေအမြဲဖြစ်များတော့အဖြစ်ကတော့မနဲ့ဖြစ်တာများဟိုးခုနှစ်တန်းရှစ်တန်းအရွယ်ရောက်လာတော့အမေကြီးကဆုံးချက်ဆုံးချက်နေတော့ ခုနပြောသလိုခွေးချီလေးကလမ်းပြီးမချသေးဘူးနေရာမချသေးရှင်နာထုတ်တာရေလေးဆင်ခတ်မနေ့သောသောစီစီရေအေးအေးလေးတောက်ရိုးရေဖြစ်မထိုင်းအောင်တောက်ရိုးနှလုံးရှိတာတလုံးစာလောက်ထမ်းနှစ်ခေါက်ပေါ်အလုံးဆုံးထမ်းတောက်ရိုးစင်လုပ်တယ်တောက်ရိုးစင်ဖြစ်ဘလို့တိများစိတ်ထဲမှာလုံလာတော့ဆိုမှတ်မိသေးတယ်မှတ်မိသေးတယ်တောက်ရိုးစင်နဲ့တဲခင်းသူများတွေစီတွေ့ဘူးတာပါတောက်ရိုးစင်မှာတဲလေးခင်းပြီးတော့စပါးစီလေးတွေ ကြေးထားတယ်ခေါမလားစိုက်တယ်ခေါမလားနောက်စပားပင်လေးတွေပေါက်လာစိမ့်လို့တခါလုတ်ခဲ့ဘူးတဲ့အဲ့ဒါအော်ကြည်စမ်းကိုလုတ်ခဲ့တဲ့အလုတ်ဟာအဲ့ဒီတော့ကဒီလိုကြီးဘဝဖြောက်အောင်လုတ်ခဲ့တာလို့ဘယ်သိမှာနေ့တူကဆွန်လောင်းရင်နေ့စပတ်တာလားအပေမကြဘူးဆိုတော့ဘယ်သိမှာလုံးအဲ့ဒီတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံသုံးပါးစောက်တည်ရင် အပင်မကြတဲ့ကုသိုလ်ဟေးလို့မသိဘူးအရာမသိပေမဲ့ဆောက်တည်ခဲ့တာပေါ့ငါးပါးတိလန်းလုံရင်အပင်မကြဘူးအခုတန်ဆနာဖို့ရောက်မှသိတာပေါ့ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ကြီးတရားနာလိုက်ရမှသိတာဒံဂရဆရာမြတ်ကြီးရဲ့စာလီပီတွေဖတ်တော့တွေ့ပြီဘူးအဲ့တော့အပင်မကြတဲ့ကုသိုလ်ဆိုတာကိုမသိပေမဲ့ကိုလောက်ခဲ့မိတော့ရင်အိုးစင်တင်ရင်လည်းအပင်မကြတပည့်စည်းလဲတာလည်းတူတူပေါ့အသက်ရှိတာလည်းကျမ်းမာတာ ကျောင်းကံဇရက်တွေလူရင်လည်းအပေမကြဘူးဝါဆိုသင်္ကန်းလူရင်လည်းအပေမကြဘူးအပေမကြတာတရားတွေဆောင်းရင်လည်းအပေမကြဘူးငရဲ့တရိစ္ဆန်ပိတ်တာအတူတကယ်အပေလေးပုံကိုမကြမရောက်တဲ့ကုသိုလ်ကံတွေရှိတဲ့အကြောင်းလေအဲ့ဒါဘဝဖြောင်းချောင်းဆိုတော့မသိတတ်ရှာလာနေအများကြီးဘာပြင်းမှန်းလို့လို့အမေကြီးအရွယ်ရှိတဲ့အဖေကြီးအရွယ်ရှိတဲ့သူကကိုကိုတိုင်းဆုံးလောင်းလို့အမေအဖေကြီးကကိုကိုတိုင်းချက်ပြုတ်ဆုံးလောင်းလို့ဟာတန်းငယ်တမင်းငယ်တွေကဝိုင်းကူလို့ ဒါတွေကဘဝဖြောင်ချောင်းနေပဲဘဝဖြောင်ချောင်းတွေကိုဘဝဖြောင်ချောင်းမှမသိတော့မလုကြဘူးမဆောင်ရွက်ကြမရှုံးရင်ရှုံးတာပေါ့ဆုံးလေးတယောက်မှလောင်းလိုက်ရတာဘလောက်ကုံတော့ဘလောက်ပင်မန်းတော့ဘလောက်မှလည်းမကုံဘလောက်မှလည်းမပင်မန်းဒါပေမဲ့ရမယ့်အကျိုးကြတော့အများကြီးပဲအကျိုးတွေမဲ့ပြီးလှုပ်ဖို့ပြောတာရေမဟုတ်ပါဘူးစိုးစိုးကပြောခဲ့သလိုပဲပဝန်းကျင်ကလည်းဖြောင်းနေကိုယ်ကလည်းဖြောင်းနေဘဝကြီးကိုဖြောင်းလို့ ပဝန်းကျင်ဖြောက်နေကိုကောက်နေတယ်ဆိုရင်တော့ကိုဖြောက်မြက်သွားကိုဖြောက်ရတာနဲ့ပဝန်းကျင်မဖြောက်ဘူးဆိုရင်ကိုဟာကိုပဝန်းကျင်လေးဖန်တီးပြီးတော့ဆုံးမလောင်းတဲ့မိဘတွေနဲ့များကြုံနေဆုံးထလောင်းကြည့်ပါလားတောက်ယူဦးစဉ်မတည်တဲ့မိဘနဲ့ကြုံရင်တောက်ယူစဉ်လေးတည်ကြည့်ပါလားတပြည့်စီမလဲတဲ့မိဘနဲ့ကြုံရင်တပြည့်စီလေးလဲကြည့်ပါလားအိုးအဲ့ဒါလေးတွေဟာဘဝဖြောက်နေပြောပြတယ်ပြောပြတယ်ညီကြီးလေးမှတရားစခန်းနေဆိုတဲ့ပြောပြတယ် ကလေးသူငယ်တွေညီတွေညီမတွေအကုန်ပြောပြတယ်ဒါလေးတွေလောက်ကြဒါလေးတွေလောက်ကြကိုပြောတိုင်းလောက်တဲ့သူတော်တော်ရှားတယ်လိုက်မလောက်တဲ့သူတော်တော်ရှားတယ်ဒီအကျိုးကိုပဲမသိလို့လားပင်ကိုကပဲဖြောင့်တယ်လို့လို့မဖြောင့်တယ်လို့လို့ဖြစ်နေလို့လားဘဝကျင်ကပဲကောက်ကွေးကုန်လို့လားတော့မသိဘူးခုကလေးဆိုတော့ယူရဲရေတန်းနေထဲလူမှာပေါ့ရေတန်းနေထဲလူမှာတကယ်ပြောရင်ဖုံဖုံတို့ငယ်တုန်းကအေယာဝတီမြေကြီးကြီးနေတာပါပဲ ြီးနေတာပါတောက်ရီဦးလေးထမ်းရတယ်ရေထမ်းထည့်ရတာဘလောက်ပင်မလို့တစ်ခါလေးမနဲ့စောစောတခြားကိစ္စရှိရင်ဩညကလေးကထမ်းထည့်တာညနေတော့ရေမိုးချိုးပြီးရေထမ်းထည့်တာဘလောက်ကောင်းလိုက်လဲအမေကြီးကိုယ်တိုင်ရှိကဖြောင်းပြောင်းသွားတော့မြီးတဲ့နောက်ကဖြောင်းပြောင်းလိုက်တာလောကမှာအဲ့လိုတွေရှိတယ်ဘဝဖြောင်းပြောင်းနေအများကြီးရှိတယ်တပည့်စီလဲပေါ့လမ်းတပည့်စီရှိရင်ကိုယ်ဘလောက်အန္တရာယ်ကင်း ဘလို့အန္တရာယ်ကင်းတာတော့လမ်းသွားလမ်းလာအန္တရာယ်ကင်းအောင်ကိုလုပ်တာကိုစိတ်စေတနာကလမ်းသွားလမ်းလာပြီးအန္တရာယ်ကင်းအောင်လုပ်တာအမိလည်းပါမယ်အဖေလည်းပါမယ်အဖိုးအဖွားတွေလည်းပါမယ်ဆွေမျိုးသားချင်းတွေလည်းပါမယ်ကိုရင်တွေဦးစင်းတွေဆရာတော်တန်ခါတော်တွေလည်းပါမယ်ဟေးတို့စကိုင်းတောင်ယူကဒီလမ်းတစ်ပြက်စီးလဲတာဟာညနာအရှင်မြတ်တွေမကြွဘူးလို့ဘယ်သူပြောနိုင်တာလဲအခုကိုနေတဲ့အိမ်ရှိမှလမ်းလဲရင်တော့တောတာဘာမကြွဘူးလို့ဘယ်သူပြောနိုင်မှာလဲ သူတို့ကောင်းတွေမသွားဘူးလို့ဘယ်လိုပြောနိုင်လဲကျွန်တော်ကြီးကြီးမြင့်မြတ်တဲ့သူကပုံကိုယ်တွေအိုးအဖြူအမဲမခွဲကြဘဲနဲ့အိုးသွားနေကြတဲ့ပုံကိုယ်တွေမှန်သမျှအန္တရာယ်ကင်းအောင်တပြည့်စည်းလဲတာဘလောက်အကျိုးကြီးတော့ငွေကလေးကတပြည့်စည်းဖို့ရှိခဲ့ဒါကြောင့်မို့အန္တရာယ်ကင်းတယ်အဲအသက်ရှိကြောင်းထဲမှာလည်းပါတာဟုတ်ဘာအခက်ခဲကြုံကြုံကိုနေတဲ့ထိုင်တဲ့လို့ပဲအခက်ခဲတွေကကြော်လွားသွားတယ်ပြဿနာတွေကကြော်လွားသွားတယ်လို့ကိုမှန်လို့ကိုကြော်လွားသွားတယ်လို့ဆိုတာကတပိုင်း အဲ့ဒီရှိကပြုတ်ခဲ့တဲ့ဒီဘဝမှာတင်ပြုတ်ခဲ့တဲ့ကုသိုလ်တွေရဲ့အကျိုးပေးအရှိန်ဟုံကလည်းတပိုင်းလို့အဲ့အဲ့လိုအဲ့လိုလေးတွေပြန်ပြန်မြင်တယ်။ကိုအဲ့ဒီအရွယ်တုန်းကအဲ့လိုအလုပ်တွေလုပ်တာဟာအဲ့လိုဖြစ်ပါမယ်လို့တော့ဘယ်သိမှာပြုတ်ပေးမယ့်လူရှိတယ်ကိုနဲ့မကြုံဘူး။ဒီအသည့်မျိုးလည်းကိုမရမီယိုဖလားအမေအဖေကပြုတ်ခဲ့တဲ့ကုသိုလ်ကိုလိုက်ပြုတာဘုရားဘာသာမီယိုဖလားဆိုတာတအားကြည်ညိုစရာကောင်းတယ် ဒါဗုဒ္ဓဘာသာဝင်တွေရဲ့မိယိုးဖလားဘိုးဘေးစင်လားမိယိုးဖလားလောက်လာတဲ့အလုပ်တွေပဲဆွန်လောင်းတာတို့တပြက်စီးနေတာတို့တောက်ရီအိုးတဲတာတို့တောက်ရီအိုးရေဖြည့်တာတို့ဒါတွေဒါတွေကဘလောက်ကောင်းတဲ့အလုပ်တွေလဲဒါမနဲ့မနဲ့အဖွားနဲ့အမေကြီးနဲ့ဘုရားရှိခိုးသူရှိခိုးကိုမသိဘူးနောက်ကလိုက်ရှိခိုးပေါ့ဘုရားရှိခိုးတိကျကြည့်ရတယ်လို့မှမရှိပဲအမေကြီးဆိုလိုက်ဆိုဒါနဲ့ပဲရသွားကြအဲ့ဒါမိယိုးဖလားလေးပဲ အဟုလူကြီးအရိယာဖြစ်ပြီးတော့မှအဲ့လိုမျိုးဗုဒ္ဓဘာသာအစစ်ဆိုတာအဲ့သာဒီခဏနေပါဦးဘိုးဘေးစင်လာမိယိုးဖလာအနေနဲ့လိုက်ပြီးဗုဒ္ဓဘာသာဝင် အစစ်တွေလုတ်တဲ့အလိုမျိုးလုပ်ရတာဘလို့ကောင်းလို့ဘလို့အရသာရှိတော့အဲ့သာကိုဘဝဖြောင်းချောင်းလို့ဘဝဖြောင်းချောင်းတသိတသောဆိုတာဘဝဘဝဖြောင်းချောင်းတသိတသီတာပဲရှိသေးတယ်ပြောကိုဘဝဖြောင်းအောင်ကိုလှုပ်လာတဲ့ဟာကိုတသိတသောအတန်လေးချောင်းကြည့်ရုံတော့ပဲရှိတယ် ထဲထဲဝင်ဝင်ကိုလုတ်ခဲ့တာတွေကတော့အများကြီးကိုအဲ့တော့ကိုကိုတိုင်းဖြောင်းလို့လဲဖြောင်းအောင်သွားနိုင်ပါတယ်ပတ်ဝန်းကျင်ဖြောင်းလို့လဲဖြောင်းအောင်သွားနိုင်ပါတယ်ကိုရောပတ်ဝန်းကျင်ရောနှမျိုးလုံးဖြောင်းလို့လဲဖြောင်းအောင်သွားနိုင်ပါတယ်အဲ့ဒါလေးတွေဖြောင်းကြည့်ဖြောင်းကြည့်စမ်းပါအ ਨੇ ဆုံးတော့ဒီလမ်းသွန်းလမ်းလာတွေကိုအိမ်ရှိမှတပြက်စီးလဲအိုးနှွေခါဖုံသိမ့်အောင်ရည်လေးလောင်းပြီးတော့တပြက်စီးလဲထားတာကိုကြည့်ပြီးယဟန် တန်ဃာတွေကအစသွားကြလာကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ဘောဘယ်လောက်မေတ္တာရှိလဲကိုလဲတာမသိရင်နေပါဘူးတပည့်စီလဲတဲ့သူဘောတော့မေတ္တာရှိတယ်ဆရာတော်ကြီးတွေဆရာတော်တန်ဃာတော်ကြီးတွေယဟန်ကြီးငယ်အိုးကိုရင်ဦးစင်းကစပြီးလူပရိသတ်တွေအားလုံးမြင်မမြင်အားလုံးပရိသတ်တွေကိုယ့်ကိုချစ်တယ်ဆိုတာကိုယ့်ကိုမေတ္တာထားတယ်ဆိုတာဒီအလုံးမျိုးလုံးမှမေတ္တာထားမှာကြည်အဲ့ဒီအလုံးလေးကဘလောက်အရသာရှိလဲကြည်ဒါနလည်းပါတယ်သီလလည်းပါတယ်ဘုရားဟောစား ိုယ့်အတွက်မပါဘူးဆိုတဲ့စွန့်လွတ်မှုနိခမလည်းပါတယ်ဒါနသီလနိခမပညာဝိရိယခန္တီမေတ္တာသစ္စာအဋိဋ္ဌံဥပေက္ခာဆိုတဲ့ပါရမီ7ပါးပါတယ်ပါသွားနိုင်တယ်ပါသွားနိုင်တယ်ပါရမီ7ပါးလုံးမပြည့်ရင်ထိုက်တဲ့လောက်ရတယ်တကယ်တမ်းဗုဒ္ဓဘာသာဝင်သူတော်စင်နေမိမိတို့အခုလက်တစ်ပြည့်အတွင်းနိဗ္ဗာန်ရောက်ဖို့ဆန္ဒရှိရင်တော့လေနှလုံးသွင်းတယ် ဲ့လိုမဟုတ်ဘူးဒီဘဝမှာပဲနိဗ္ဗာန်ရခြင်းနဲ့ဘယ်ချင်းရရမိမိတို့လောက်ရမယ်ဆိုလောက်စီရအလုကဘုရားဘာဝတာဝင်သူတော်စင်တွေလောက်စီရအလုကများများမရှိဘူးဒီ၁၀မျိုးပဲဒီပါရမီ၁၀ပါဒီပါရမီဖြည့်ရတာဘယ်ပါရမီရှင်ဆိုတာဆင်းရဲနွမ်းပါးတွေပဲရှိမှာလို့ပါရမီရှင်ဆိုတာလောကကြီးကမုန်းတဲ့သူတွေများတယ်လို့ပဲရှိမှာတယောက်နှစ်ယောက်သာဒီကိုယ်တော်လောင်းနေမျိုးရှိရင်ရှိမှာမဟုတ်ဒီကိုယ်တော်ဘက်တော်သားတွေမျိုးရှိတယ်ရှိမှာ ပါရမီရှင်ဆိုတာဒီအန္တရာယ်တွေကြုံပြီးတော့ဒုက္ခရောက်တယ်ဆိုဘယ်ရှိမှာလို့နောက်ဆုံးဘလောက်ကြုံကြုံအဆင်ပြေသွားမှာပြောချင်ပါ रे ဘုရားဘာသာဝင်သူတော်စင်တွေမှာလုတ်စီရအလုတ်ကိုပြောဒီစင်မျိုးပြင်ပါမရှိဒါနသီလဘာဝနာ၃မျိုးချုပ်ရင်တော့၃မျိုးပေါ့အကျေပြောရင်တော့ဒီစင်မျိုးပြင်ပါမှမရှိတော့စိတ်ဓာတ်အနေနဲ့ပြောရင်ဒီပါရမီစိတ်ဓာတ်မျိုးအပြင်ဘာမှမရှိတော့ဒီစင်မျိုးတန်ဒီစိတ်ဓာတ်မျိုးတန်မွေးပါ ဒီ10မျိုးစိတ်ဓာတ်မျိုးမွေးပြီးတော့ဒီ10မျိုးနဲ့ဒီစိတ်ဓာတ်တွေနဲ့သာလုံနေရင်အဲ့ဒီပုံကောဘယ်တော့မှနောက်တန်းမကြဘူးအောက်တန်းမကြဘူးဘဝမြင့်တဲ့မြင့်သွားတယ်တင့်တဲ့တင့်သွားတယ်ဖြောင့်တဲ့ဖြောင့်သွားတယ်အဲ့ဒါကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းဒီလမ်းလျှောက်ခဲ့တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုကြည်ညိုတဲ့မိမိတို့ဗုဒ္ဓဘာသာဝင်တွေလည်းဒီလမ်းလျှောက်ဆရာတွေလည်းဒီလမ်းလျှောက်တာတပည့်တွေလည်းဒီလမ်းလျှောက်အောင်မိဘတွေလည်းဒီလမ်းလျှောက်တာသားသမီးတွေလည်းဒီလမ်းလျှောက်တာပဲ ခေါင်းဆောင်တွေလည်းဒီလမ်းလျှောက်ရမှာနောက်လိုက်တွေလည်းဒီလမ်းလျှောက်ရမှာဒါမှသူတော်ကောင်းအုပ်စုကြီးဖြစ်သွားမှာသူတော်ကောင်းအတိုင်းဝိုင်းကြီးဖြစ်သွားမှာသူတော်ကောင်းပြိသက်ကြီးနဲ့သူတော်ကောင်းတွေတဖွဲ့ကြီးသွားကြတာကြတာဖြစ်သွားမှာဩဗောဝင်ချင်းဖြောင်းလို့လေကိုဖြောင်းပါလေကိုဖြောင်းလို့လေဗောဝင်ချင်းဖြောင်းထားနိုင်ပါလေကိုတို့သူရောဖြောင်းရင်တော့အကောင်းဆုံးပေါ့အမှန်ကတော့ဘသူဖြောင်းဖြောင်းမဖြောင်းဖြောင်းကိုဖြောင်းလို့ဘသူတော်တော်မတော်တော်ကိုတော်ဖို့ဘသူကောင်းကောင်းမကောင်းကောင်းကိုကောင်းဖို့ ဓမ္မသူတော်ဘယ်သူဖြောင်းဖြောင်းမဖြောင်းဖြောင်းကိုဖြောင်းဖို့ကိုဖြောင်းမှကိုလူရရောက်မှာကိုဖြောင်းမှကိုလူရရောက်မှာလုံးစရာတွေအများကြီးပါမိဘတွေကသားသမီးတွေကိုဖုံဖုံတို့တော့အဓိကကအဖွားအဖွားအမေကြီးကဖုံဖုံတို့ကိုအမွေပေးတာတရားအမွေပေးတာပါရမီအမွေပေးတာဘဝဖြောင်းအောင်အမွေပေးခဲ့တာအဖွားတွေကပေးကြပါလားမိတွေအဖိုးတွေကပေးကြပါလားမိတွေဘလောက်ကောင်းနိုင်မလို့ အဖေတို့အမေတို့ကပြေးကြပါလားသားတွေသမီးတွေဥရိတော်တွေကပြေးကြပါလားအတူတူမတွေဆရာတွေကပြေးကြပါလားတပည့်တွေကိုခေါင်းဆောင်တွေကပြေးကြပါလားနောက်လိုက်တွေဘလို့ကောင်းနိုင်မလို့ဘဝဖြောင်းအဲ့ဒါလေသဝင်ကျင်ဖြောင်းကိုဖြောင်းနှစ်ဦးလုံးဖြောင်းရင်ဘလို့ကောင်းနိုင်မလို့ဖြောင်းတဲ့ပတ်ဝန်းကျင်ကလေးပဲတသမီမိမိတွေကိုနောင်လာနောက်သားတွေကိုနောက်မျိုးဆက်တွေကိုဖြောင်းအောင်ပြီးပါ ။နောက်မျိုးဆက်တွေကလည်းပဲရှေ့ကတွားတဲ့သူတွေဖြောင်းပြောင်းမဖြောင်းပြောင်းကိုဟာကိုဖြောင်းအောင်လေကြိုးစားပါအဲ့လိုဖြောင်းအောင်ကြိုးစားရင်လေကိုလည်းဖြောင်းသူလည်းဖြောင်းဖြောင်းအားလုံးမိမိတို့ဘဝလမ်းကြောင်းဖြောင်းပြီးတော့ဘဝဖြောင်းကြောင်းတစ်စီတစ်ဆောင်တစ်ပိုင်းတစ်စအနေနဲ့ဒါလေးတော့ကြည့်ရင်ကိုပဲအထက်တန်းကြကြမျက်နှာပန်းလှလှနဲ့ជីវတ်တို့တဲ့အောင်မြင်ပါတယ်ជីវတ်တို့တဲ့အောင်မြင်လိုရာဆန္ဒတွေပြည့်ပြီးတော့မိမိတို့ဘဝရည်မှန်းချက်ကိုရရောက်နိုင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း